အားလုံးပဲမင်္ဂလာပါခင်ဗျာယနေ့မှာတော့မြန်မာနိုင်ငံမှာတဆူသေးတာရှိပြီးတော့ယခုမြို့နယ်ယခုရောင်မှာပဲတည်ရှိတဲ့ကိုရိုပြောက်ဖရဲနဲ့လက်တော်ရဖရဲကိုတွားရဖူးမြို့မှာပဲဖြစ်ပါတယ်ခင်ဗျာယခုဖရဲကဆိုလို့ရှိရင်တော့ကျွန်တော်တို့မုံရွာအမြင့်ကားလမ်းမပေးမှာရှိတယ်ကျွန်တော်တို့တော်ချောင်းလေးကြေးရွာမှာတည်ရှိတာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံအနှံ့မှာမြတ်ဗုဒ္ဓရဲ့ခြေတော်ရာဖရာများကို များစွာထုလုပ်ပူဇော်ကြပေမဲ့လည်းကျွန်တော်တို့လက်တော်ရာဖရာကိုတော့ကျွန်တော်တို့ချောင်းမြို့နယ်မာဇလင်အများဆုံးတွေ့ရတာဖြစ်ပါတယ်ခင်ဗျာ ယခုမြင်တွေ့နေရတော့ကျွန်တော်တို့လက်တော်ရာအကြောင်းနိုင်ပဲဖြစ်ပါတယ်ခင်ဗျယခုဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်တို့လက်တော်ရာဖရားနဲ့ကိုတော်ပြောက်ဖရားရဲ့ကျွန်တော်တို့ဖရားပရဝံအတွင်းမှာရှိရဲ့စောင်းနှန်းနေပဲဖြစ်ပါတယ်အခုလက်တော်ရဖရာရဲ့တမန်ရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကုတန်ဖရာရဲ့ညက်ရိုးတော်ကောနဂုံဖရာရှင်ရင်အုပ်တော်ကတ္တပဖရာရှင်ဤနှစ်ဖူးတော်နဲ့လေချောင်းတော်တို့ကိုဌာပနာထားတယ်လို့သိရပါတယ်ခင်ဗျာ ယခုလက်တော်ရဖရားကိုဝင်ရောက်ဖူးမြော်มาပဲဖြစ်ပါတယ်အဝင်ရောက်มาတော့ကျွန်တော်တို့ဘောနော်အနဂါဘောနော်နဂါနှစ်ကောင်ရှိပါတယ်ခင်ဗျာနဂါစာချွေရနဲ့နဂါရေးတိုက်တာ မျိုးလို့ကျွန်တော်တို့ပြုလုပ်ထားတာရှိပါတယ်ဒါတော့ကျွန်တော်တို့မနေ့ကဖရားပွဲနေ့မှာပြုလုပ်ထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ဝါဆိုလာပြင်းနေ့မှာတွားရောက်ဖူးမြော်ခဲ့တာဖြစ်ပါတယ်ယခုမြင်တွေ့နေရတာတော့ကျွန်တော်တို့လက်တော်ရဖရားရဲ့လက်တော်ရဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လူတိုင်းကိုတော့ဘောနော်ဖူးမြော်ခွင့်မပေးပါဘူးဘာလို့လဲဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ ဒီမြတ်စွာဘုရားရဲ့ဗောနော်ဒီလက်တော်ရာကဲအောင်ရာဒီကနကုလိတိုက်ကိုတော့ကျွန်တော်တို့တော့ခတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ဝင်ရောက်ဖူးမြော်มาဖြစ်တဲ့အတွက်ခွင်တောင်းပြီးတော့ကောပါကာကနေပြီးတော့ကျွန်တော်တို့ဖွင့်ပြီးတော့ဖူးမြော်ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာဘုရားပဒဝံကလည်းကျွန်တော်တို့အရန်ရန်ကိုခြင်ဝန်ပါတယ် ကိုရောပျောက်ဖရားနဲ့လက်တော်ရဖရားတို့ရဲ့ဝိသေသထူခြားချက်28ချက်ကိုတမန်အချင်းစာအုပ်တွေမှာလည်းဖော်ပြထားတာရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံအတွင်းမှာတစုတည်းသာပေါ်ပေါက်ပါတယ်ကိုရမဖရားရှင်ကိုရောတိုင်းကြွချီပူဇော်ခဲ့ပါတယ်ကကုတန်ဖရားရဲ့ညက်ရိုးတော်ကောနာကုံဖရားရှင်အုပ်တော်ကတ္တပဖရားရဲ့နှစ်ဖူးတော်လေချောင်းတော်နဲ့ကိုရမဖရားရဲ့လက်ရယုံတော်များဌာပနာပူဇော်ထားတဲ့ဓာတုစီတီဖြစ်ပါတယ်ခင်ဗျာ ယခုမြင်တွေ့နေရတဲ့တမိုင်းဝင်ထင်ရှားလက်တော်ရဖရာရဲ့ဘုဒ္ဓဘူဇင်းညပွဲတော်ကိုတော့ကျွန်တော်တို့နှစ်စဉ်ဝါဇူလာဇန်14ရက်နေ့မှာကျင်းပပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့15ရက်နေ့မှာတွားရောက်ဖူးမြော်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ရဖျားကိုလာရဖူးမြော်ရှင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့မုံရအမြင့်ကားလမ်းပေးမှာရှိတယ်ကျွန်တော်တို့တော်ချောင်းလေးကြီးရမှာလာရဖူးမြော်နိုင်တာဖြစ်ပါတယ်ခင်ဗျာဖျားပရဝံတွင်မှာကျွန်တော်သဘောကျတဲ့နေရာလေးရတော့ယခုနေရာလေးကိုပို့ပြီးသဘောကျပါတယ်ဒီရေအိုးလေးတွေကကျွန်တော်တို့လက်တော်ရဖျားမှာရှိတဲ့ရေအိုးစင်နေရနေပြီးတော့ဗောနော်အဲချထားတဲ့ရေအိုးလေးတွေကိုမြန်စိုက်ထားသလားတော့မသိပါဘူးခင်ဗျာအရန်အရန်ကိုအဲကြီးရတာဗောနော်တမျိုးလေးဖြစ်စီပါတယ်ရေအိုးတွေကိုအဲကျွန်တော်တို့အဟောင်းတွေကိုဗောနော်လွှတ်မပစ်ဖ ೇನೆ အဲတစ်ပင် ဒီဒီထည့်ပြီးတော့တန်းနေအောင်တန်းစီနေအောင်စိုက်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ အရန်အရန်ကိုလှတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာကျောင်းဝင်းကလည်းကျေးဇူးလို့ကျွန်တော်တို့အဲအစ်ပင်အစ်ပင်တရိပ်တွေအစ်ပင်တွေကလည်းအရန်ကိုပေါ်တဲ့အတွက်အေးမြနေပါတယ်ကျွန်တော်ကျောင်းဝင်းရဲ့အပြင်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ညောင်ဝင်းအကြီးကြီးရှိပါတယ်ခင်ဗျာကျွန်တော်တို့ပြန်ကန်ကြီးမှာတော့ဗောနော်အဲကျွန်တော်တို့လက်တော်ရဖရာကျောင်းလိုက်ကဘုံဘုံကနေပြီးတော့ကျွန်တော်တို့ညာဒေသထွက်ဗောနော်ထညက် ညာမုံပေါ့နော်အညာမုံဖရားပွဲမုံကြီးအများကြီးကျွေးလိုက်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ចောင်းတိုက်ဘက်မှာလုပ်ပေးထားတဲ့ကားတရားရင်းနဲ့ပေါ့နော်တပ်ပုံရိုက်စီရအလှအနေရာတွေဖြစ်ပါတယ်ခင်ဗျာလက်တရားဖရားကိုကျွန်တော်တို့အဆင်ပြေမယ်ဆိုလို့ရှိရင်တစ်ခေါက်တစ်ခါလောက်သွားရဖူးမြောပါလို့ကျွန်တော်ကတိုက်တွန်းပါတယ်ခင်ဗျာဝင်ရောက်ကြည့်ရှုပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာဒီနေ့ရဲ့အစီအစဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ